အစိုးရကပညာရေးဘတ်ဂျက်အပြည့်အဝချပေးပေမဲ့ဆောက်လုပ်ခွင့်ရရှိခဲ့တဲ့မေဖူးဆောင်ကုမ္ပဏီဟာမူလာရန်ကျောင်းဆောင်တက်ကိုနီးစနစ်တကျမဟုတ်ဘဲဖြစ်တယ်လို့ဆောက်လုပ်နေလို့ခရမ်းမြို့နယ်ကမာကလုတ်ကျေးရွာဒေသခံတွေကစက်တင်ဘာ22ရက်နေ့မှာကန့်ကွက်ပြောဆိုခဲ့ပါတယ်။ဦးခင်အောင်မြင့်ပြောသလိုဆိုကြမယ်ပြောကြမယ်ဘဝရောက်နေတာလား။မေဖူးဆောင်ဆောက်လုပ်ရေးကုမ္ပဏီဟာပေ30 60မူလာရန်ကျောင်းဆောင်တက်ကိုခိုင်ခန့်တဲ့နီးစနစ်တွေမတုံးဘဲ မြန်မှန်းနဲ့ရမ်းချနေပြီးဆောက်လုပ်ရေးပုံစံလည်းမပါရှိသလိုဒီကုမ္ပဏီကဆောက်ခဲ့တဲ့အဆောက်အုံကလည်းမလုံခြုံတာကြောင့်ကျောင်းသားတွေဟာဓမ္မယုံထဲမှာစာသင်နေရတယ်လို့ကျောင်းကော်မတီဥက္ကဋ္ဌဦးသိန်းဝင်းကပြောပါတယ် ဥမြင့်တော်အကြောင်းသွားကြတဲ့အခါကျတော့ဥမြင့်တော်လိုက်လာလိုက်လာပြီးတော့ဗီဂျူပြပါဆိုတော့သူတို့ဗီဂျူမပေးဗီဂျူမပေးပဲနဲ့သူတို့ရဲ့မြန်မာနဲ့သူတို့ဆောက်မြို့နယ်ရန်ကုန်အင်ဂျင်နီယာတို့ကနေပြီးတော့ကျွန်တော်တို့ဒီကကျွန်တော်တို့ဆရာကြီးခေါ်ပြီးတော့ဗောနော်ဟိုလာတွေ့ပါဆိုတော့ကျွန်တော်တို့ဆရာကြီးသွားတယ်ပြောတာပြန်လာတော့ तू ကကျွန်တော်တို့ဘာပြောလဲဆိုတော့ဒီကြောင်းကြီးတဲ့နှစ်နှစ်ခံရင်တော်ပြီသူအထက်မှာအလုံးပြီးပြီဒီဟာနဲ့ပဲထောက်ရမယ်နိုင်ငံတော်ကချပြီးသားတာကဒီ30အာမအခုကနှစ်နှစ်တည်းနဲ့ပြီးမယ်ဆိုရင်နိုင်ငံတော်ငွေဘာကြောင့်ငွေစီ အလွဲသုံးသာဖြစ်မလို့ကျွန်တော်တို့လည်းဒီကြောင်းမှာကြောင်းသားမိဘတွေကိုမေးကြည့်တယ်အစီအွေခေါ်တယ်မေးကြည့်တယ်ထားရမှမလားဆိုတော့သူတို့လည်းမထားဘူးအနေရရှိနေတယ်။ကျောင်းဆရာဆရာမတွေကလည်းမသိရင်အနေရရှိ။ရန်ကုန်တိုင်းခရမ်းမြို့နယ်ကမာကလုတ်ကျေးရွာမူလာရန်ကျောင်းဆောက်လုပ်နေတဲ့မေဖူးစုံကုမ္ပဏီကသူတို့ရပ်ပါမယ်လို့မြို့နယ်ပညာရေးမှူးရှိမှလက်မှတ်ထိုးကတိပေးခဲ့ပေမဲ့လက်တွေမှာတော့ဆက်ဆောင်နေလို့ဝန်ထမ်းစည်းကမ်းအရအထက်မြင့်ကိုပဲလိုက်နာနေရတယ်လို့ဦးမြင့်တောင်းကပြောပါတယ်။ မ်တားတဲ့အခါကျတော့ control ထွန်းထွန်းကတော့ပြည်ညာမှုတွေရှေ့မှာတော့ကောက်မြိတ်တယ်သူတို့တားခိုင်းတဲ့စာမှာလည်းရက်ပါမယ်ဆိုရလက်မှတ်ထိုးတယ်ဒါပေမဲ့တကယ်တမ်းလက်တွေ့မြေပြင်ခြေနေမှာပေါ့သူ့လူ့သမားတွေသူကဆက်ခိုင်းသူတို့ကဘာမှဟိုအဆုံးဖြတ်ပိုင်ဝင်မရှိဘူးလေတဆင်မီတဆင်တော့တင်ပြတာပေါ့ဒီမှာကြေးရွာကျူစီဖွဲရနေပြီးတော့မှတဆင်ညံမှုရုံတိုက်ရိုက်သွားတွေ့တဲ့အကျင့်ဆိုလဲသုံးကျင့်လောက်ရှိမယ်သူတို့ဝန်ထမ်းစီမင်းစီကံရတော့အထက်ကအမိတ်ကိုပဲအစင်စင်နာခံပြီးတော့ဆက်ပြီးတော့လှုပ်သွားတာပေါ့ ပညာရေးဘတ်ဂျက်မှာကျောင်းဆောင်သစ်တွေခန့်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 အမြန်ဆောက်လုပ်ဖို့အမျိုးသားလွှတ်တော်ကခွင့်ပြုခဲ့ပေမဲ့လက်တွေကွင်းစင်းစစ်ဆေးရာမှာကျောင်းဆောင်သစ်တွေဆောက်လုပ်မှုအဆက်ဆက်လုတ်ပိုင်ချထားပေးပုံတွေဘတ်ဂျက်တလွဲသုံးမှုတွေကိုကိုယ်တိုင်မြင်တွေ့ခဲ့ပြီးနောက်မှာလွှတ်တော်ဥက္ကဋ္ဌဦးခင်အောင်မြင့်ကဇီးဒီပန်းမှောက်သလိုတယောက်တစ်စုံနှိုက်ယူနေကြတယ်လို့ပြောဆိုခဲ့ပါတယ်။လွှတ်တော်အမတ်တွေကအဆိုတင်ကန်ထရိုက်တာတွေကပျော်ကြမှုဆိုကြမယ်ပျော်ကြမယ်ဖြစ်နေလို့လဲဦးခင်အောင်မြင့်ကဝေဖန်ခဲ့တာကို ပြန်ကြားရေးဝန်ကြီးဦးရထွတ်ကကိန်းကနန်းခန့်ခိုင်လုံလုံရှိမှပြောပါလို့တုံ့ပြန်ခဲ့ပါသေးတယ်။